င်ပင်ကောင်းရင်ငှက်သောင်းနားနိုင်တယ်ဆိုပြီးတော့ကျမတို့ပြည်တော်စုကြီးကငှက်အမျိုးမျိုးလှပတ်တယ်ငှက်အမျိုးမျိုးအင်ပြားမှာတေးချိုတန်လေးတွေကိုထွက်ပေါ်ပြီးထိုင်နေတဲ့ငှက်အမျိုးမျိုးနားနိုင်တဲ့အပင်ကြီးဖြစ်စေချင်ပါတယ်ဒါပြည်တော်စုအပင်ကြီးပါအဲတော့ဒီအပင်ကြီးမှာဆိုလို့ရှိလို့ရှင်ငှက်တစ်မျိုးလဲဆိုလို့ရှင်တကယ်တော့လဲငှက်အမျိုးမျိုးတော့မလှပါဘူးကျမတို့ရဲ့ပြည်တော်စုဆိုတော့ဒီတိုင်းသားလူမျိုးမျိုးစုံနဲ့အလုံးဖွဲ့စည်းထားတယ်ဆိုတော့ဘလောက်ပိုဂရက်တင့်တယ်လဲလှပတယ်ဆိုတော့ ကျွန်တော်တို့ပြည်သူတွေနှလုံးသွင်းစေချင်ပါတယ်အားလုံးအတွက်ဖူလုံနဲ့အားလုံးအတွက်လုံခြုံနဲ့အားလုံးအတွက် နေရာမှန်ရှိတဲ့တည်တပင်ကောင်းကြီးဖြစ်အောင်လို့ကျွန်တော်တို့အားလုံးကြိုးစားအောင်ဖြစ်ပါတယ်ဒေါက်ဆက်စုကြည်ကူးဝင်းမြင့်တဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလှုပ်ပေးရေးအပြင်မှာငလင်းလှုပ်နေချိန်မှာတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့အပြစ်တင်ရှုတ်ချထားပါတယ်ငလင်းလှုပ်နေချိန်မှာစစ်ကောင်စီကလုပ်တဲ့တိုက်ခိုက်မှုဟာစုစုပေါင်းအကျဉ်းကြီး120ရှိတယ်လို့ထောက်ပြထားပါတယ် DM media အသက်ကြီးသလိုအုံနောက်ကြီးနေချင်ပါတယ်။ဒါဒီလိုမနေ့လာမှလားဆိုနေ့လည်းရောက်မှလားဆိုညနေချင်းရောက်မှလားဆိုပြီးတော့အဲ့ဒီလိုကိုမှားတမ်းစာရင်းမျှော်ချင်သေးတယ်လို့မျှော်ချမ်းပါသေးတယ်။ဒါမှတော့ပြောခဲ့တာက2020မှာပြောခဲ့တာအတူပြီးလာတော့မယ်။ ော်လံမျိုးတွေအားလုံးပဲငလင်ပေးတာမှာများသောကိငွေကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။နေ့ Avela 20ရက်နေ့အနည်းငယ်လေးရဲ့ညပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုဖော်ပြပေးဆုံးဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲစုံဒီကြည့်ရှုအားပေးသွားဖို့ဒီနေ့ကနေပြထမံတောင်းဆိုလိုက်ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ကတော့ညနေပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ကိုဂျက် Reaction Channel ပြုမှတင်ပြဖော်ပြထားတာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲချိန်ရမယ်ဆိုရင်တွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဘကိုးတိုင်းညောင်လေးပြည်မြို့နယ် အစုံမြောင်ကြေးရွာအတွင်းကိုဝင်ရောက်လာတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာတော့အရာရှိပေါ်ပစ်သား၃ဦးကြာဆုံးခဲ့ကြောင်း Fire Dragon မိနဂါစစ်ကြောင်းကနေပြီးထုတ်ပြန်ခဲ့ပါတယ်။ဒါဟာဧပြီလ20ရက်နေ့မနက်ဖြန်9:20မှာညောင်နေပြီမြို့နယ်အစုံမြောင်ကြေးရွာအတွင်းကိုဂျမ်ဘတ်စစ်ကောင်စီကဒီကြောင်းတုံးလက်နက်ကြီးပစ်ကူယူကအင်အား60ခန့်ပြင်စစ်ကြောင်းထိုးဝင်ရောက်လာပြီးမင်းကစစ်ကြောင်းရဲ့ရဲဘော်တွေနဲ့ခုခံတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှရာရှိပောင်ဝင်၃ဦး ကြာဆုံးက9ဦးထက်မနည်းလဲတန်ရရှိခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်သတင်းတွေမှာတော့ရခိုင်ပြည်ကြောက်ဖြူမျိုးတိုက်ပွဲတွင်းကလက်နက်ချလင်းဝင်နေတဲ့စစ်သားတွေရဲ့ဇနီးမယားတွေနဲ့မိသားစုဝင်တွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးနေလို့သိရပါတယ်ကြောက်ဖြူမျိုးရှေ့နှက်စစ်မျက်နှာပြင်ကနေအေအေထန်လက်နက်ချလင်းဝင်သွားတဲ့စစ်သားတွေရဲ့ဇနီးသားမယားတွေနဲ့မိသားစုဝင်တွေကိုစစ်ကောင်စီဘက်ကဖမ်းဆီးအိမ်ချုပ်ထားတယ်လို့စစ်ကောင်စီနဲ့ဤဆက်တွေပြောထားပါတယ်နောက်လူတွေလင်းမဝင်အောင်ပမပြေးအောင်နမူနာပြတဲ့သဘောအနေနဲ့ဒီလိုမျိုးလုပ်တာပါရင်ထွက်ပြေးလင်းဝင်သွားခဲ့တဲ့သူတွေရဲ့သားတွေမယားတွေကို တက်တွင်းတက်ပြင်းထွက်ခွင့်မပေးတော့ပါဘူး။ဖန်စီထိန်းသိမ်းထားပါတယ်လို့သိရှိရပါတယ်။အပြေးလင်းဝင်သွားကြတဲ့စစ်ကောင်စီတပ်သားများစုကကြောက်ဖြူမျိုးမှာရှိတဲ့အမှတ်၃နှစ်ရဲကြရင်တပုတ်တော်ညဝတီရေကြဌာနချုပ်ကအီတန်းခန်စစ်စကန်တွေမှာတာဝန်ကျနေသူတွေဖြစ်ပါတယ်။တပ်သားတွေကစစ်ကြောင်းထူးရင်နှစ်ဖက်တိတိတိုက်ပွဲဖြစ်ပွားချိန်မှာလင်းဝင်ကြသူတွေဖြစ်ပြီးဂျန်ကာလာအတွင်းမှာပဲအင်အား30ကျော်လင်းဝင်သွားကြကြောင်းသိရှိရပါတယ်။ကြောက်ဖြူမျိုးနယ်မှာတော့တပ်စကန်တွေမှာသိတဲ့ဆိုင်ရာပြပြမှုတွေရှိနေတယ်လို့လည်းတပ်မိသားစုနဲ့နှီးဆက်သူတွေကပြောထားပါတယ်။ အပြူမျိုးမှာစစ်ကောင်စီဘက်ကတစ်ဖက်သက်စစ်ကြောင်းထိုးနေပြီးဒေကြောင်းနဲ့ဒရုန်းတိုက်ခတ်မှုတွေပြင်ပစ်တပ်ဖွဲ့ဝင်တွေရှိနေတဲ့နေရာတွေကိုနာဗီကနေပစ်ခတ်တိုက်ခတ်နေရတာသိရှိရပါတယ်။နောက်ကျဒါပြင်တောက်ဖြူမျိုးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွင်စစ်ကောင်စီဘက်ကနီးပညာပိုင်းဆိုင်ရာဒရုန်းပစ်ခတ်မှုသက်သက်လေဒီတွေအများပြားသုံးပြတိုက်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။မင်းအောင်လိုင်းတယောက်ဘယ်နေရာကဖြစ်ပြန်လာတော့မှာဖြစ်ဖြစ်အခြားသောဝဲတွေပဲလို့မှာဖြစ်ဖြစ်ကြန့်ခိုင်ရေးပါတီကနေပြီးတော့တယောက်ကိုအခုဆိုရင်တော့ပတ်စံ9000တော့မရတော့ပါဘူး။1000တဲ့ဒီတဘူးနဲ့အိမ်ကြီးနဲ့လက်ဆောင်ပေးနေတာကိုလည်းဟဲ့ဦးတင်းနေပေါက်ကြနေရပါ။ အဲ့လိုပဲအကုန်လုံးစူဝေးဘာပြောရမလဲဆိုတာသင်ပေးထားတာလို့ပြောနေကြတာကိုလေဘောမပေါင်းကလက်မခံကြပါဘူးငါတို့တွေကတကယ်ကိုပဲအဘကိုလေးစားလို့လာကြတဲ့သူတွေဖြစ်ကြတယ်ဆိုပြီးတော့ပြောနေကြရင်မလဲတကယ်အနေထားတစ်ခုတော့ဒီလိုဖြစ်နေပါတယ်ဘသူ့ကိုဘလူမေးမေးဒီလိုစကားပဲပြောရမယ်ဆိုလို့သင်ထားတာဖြစ်တဲ့အတွက်ပါဠိကလေးကြက်တူရွေးတယ်လို့ပဲဒီကောင်တွေကလည်းဘုံတော့မရှိတဲ့ကောင်တွေလို့ပဲသင်ထားသမျှကိုပဲပြောတတ်တဲ့အနေထားတစ်ခုတော့ဒီဗီဒီယိုမှာပြရမှာဖြစ်ပါတယ် ။နိုင်ရရုရှားခီးစင်ကနေပြီးတော့လူငယ်တွေအတွက်ဘာတွေသေဆောင်လာမယ်လို့ထင်လဲ။ကိုကျုံမုံကြီးမေးအောင်လိုင်းရရုရှားခီးစင်မှာကျမတို့လူငယ်တွေအတွက်အကောင်းမွန်တဲ့နာဂတ်တွေသေဆောင်လာမယ်လို့ယုံကြည်ပါတယ်။အဲဗိုလ်ချုပ်မှုကြီးမေးအောင်လာရဲ့ရကြခရီးစဉ်မှာကျွန်တော်တို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတက်ဆောင်လာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။อืมညီမအနေနဲ့လွဲလို့မရဘူးနော်လွဲလို့မရဘူးလွဲရင်ရှော့ခံရမှာ1900ဖြစ်သွားမှာ။ဒါဘောမတွေအရေးချင်းလို့ခေါ်တယ်။ဒီအခန်းဒီဟိုဗောနော်ဒီကျိုးစိုးအခန်းကြီးကိုဘယ်လိုစိတ်ကူးနဲ့လာတာလဲအဲ့ဒါလေးပြောပြ။ ဟုတ်ဘောကြောင့်မူကြီးမရလားအခုနိုင်ငံဟိုရက်ချာကေးစင်မှာဗောနော်ကျမတို့လူငယ်တွေအတွက်အနာဂတ်ကောင်းတွေတက်ဆောင်လာမယ်လို့ကျမတို့ယုံကြည်ရတဲ့အတွက်ဒီဟိုဟာကိုဘောကြောင့်မူကြီးကိုလာပြီးတော့ကြိုတာပါဟာဒီတယောက်ကတော့နည်းနည်းလွဲသွားတယ်9000လောက်ပဲရတော့မှ1000အပြည့်မရတော့ဘူးရေတံမှုတော့မပါတော့ဘူးကျေးဇူးပါညီမဘုချုံမှုကြည့်မရလိုက်ရဲကျမရရှာခီးစင်မှာကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်နိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်ဟွန်းကျေးဇူးပါညီမ အဲ့ဒါကိုကြည့်ရင်ဒီလိုကောင်တွေကကျွန်တော်တို့နိုင်ငံကိုတက်ပြီးတော့အုပ်ချုပ်အောင်မယ်လေဗျာဒေါ်လာမျိုးတွေအလုံးပဲဒီရဲ့ဘိုင်းမှာကတော့ထူးထူးထားစရာတခုကတော့စစ်ကောင်စီကမင်းအောင်နိုင်တယောက်အနေနဲ့သူ့ရဲ့အောက်ငယ်သားတွေဖြစ်တဲ့စစ်ကွေးတောက်တိုင်တွေဖြစ်တဲ့မပူတုကျော်စိုးဦးကျော်မျိုးမင်းအစရှိတဲ့သူတွေကိုလက်ရှိချိန်မှာကတော့ဒေါ်လာရေးပတ်မှာခင်ဗျရှားရှားသူတွေဒေါ်လာရေးပတ်မှာထဲ့ဝင်ဝင်ပြောဆိုနေတဲ့သူတွေကိုဒီကထားပြီးတော့ခုနလာတော့တွေ့ရပါတယ်တန်ရှင်မဲ့လိုချင်တာလားအရှိတမ်းမဲ့လိုချင်တာလားတော့မသိပါနဲ့မပူတုတယောက်အနေနဲ့ဆရာကိုသိမ့်မြက်ကိုပါမချွတ်နဲ့လာတာကိုတွေ့နေရပါတယ်အဲအားလုံးပဲ ရာကိုသိမ်းမြနဲ့မဘူတူတို့ထက်မြန်ညှိကြတဲ့ပွဲဖြစ်သွားပါပြီအမေရိကန်ကြောတောင်နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အမတ်30အမတ်29အမတ်24ဆိုတဲ့တရင်သုံးခုကမြန်မာပြည်တွင်းစစ်မှာဝင်ရောက်ဆုတ်ဖတ်တော်မယ် AA နဲ့ CNF ကိုစစ်လက်နက်တွေထောက်ပံ့တော်မယ် drone ကြီးပညာနေရိတ်ခါစေဝါနဲ့ သူတို့ဒီကစစ်ပွဲတစ်ခွဲမှာရိတ်ခါလည်းတိတ်တိတ်ရေးကြည့်တယ်ဆက်သွယ်ရေးကလည်းတိတ်တိတ်ရေးကြည့်တယ်ဆိုတော့ဆက်သွယ်ရေးဒီရိတ်ခါဒီစီဝါတွေနဲ့ဒုံးနေပညာတွေထောက်ပံ့တော့မယ်ဆိုတဲ့တဲ့လူမှုကွန်ရက်မှာပြန့်နှံ့လာတယ်ဒါအပြင်မင်္ဂလာဒေ့မှာရှိတဲ့ကော့ပစား၄စိတ်ကိုတိုးချဲ့နေပြီးတော့အဲ့ဒီ၄စိတ်ထဲမှာအာဒရုန်းအခြေလိုက်စကန်တွေတိစောက်မယ်အဲ့ဒီကနေဒီစင်အေအေနဲ့ဆီအကိုထောက်ပံ့ပေးမယ်ဆိုတာမျိုးတွေပြောလာတယ်အာဘသူကစာပြီးဖွာလာလဲဆိုတော့ဥသိမ်းမြတ်ပေါ့နော် TM Media အသက်ကြီးသလိုအုံနောက်ကြည့်နေကြပါတယ်။ဟာတော်လိုင်းဘက်ကပြောတဲ့စကားတွေကိုပါနားထောင်ပြီးတော့ပြန်ပြောနေတဲ့နေသားတစ်ခုရောက်နေတာအားလုံးပြောင်းဖြစ်ပါတယ်။ သက်ကြီးဆိုလို့အုံတော်မကြီးလာတဲ့ခါကျတော့ကျမတို့လိုလူငယ်တွေကတော့လှောင်ပြောင်ရတဲ့အဆင့်ထိခမရရဲ့အတင်းငန်းကနေကြတော့တာတွေ့ရလူငယ်တွေကလှောင်ပြောင်တော့ဘောမတွေကလှောင်ပြောင်တယ်ဆိုပြီးပူနေနေပြောတာမှာဟဲ့ပေါ့ဆိုတော့ဒီစရိုင်းနာပါတာပြီးတော့တချို့လူတွေကစိတ်ပူနေကြတယ်ဟာတချို့ကျတော့လည်းဝမ်းတာနေကြတာပေါ့နော်ဟာဘုံကျုံလေးတွေဒီစနီအားဖြင့်ဘုံကျုံအမျိုးရုပ်တွေကဟာအခုတော့အေးအေးကိုမနိုင်ဘဲနဲ့အေးအေးကိုအမေရိကန်နဲ့ကြောတာနောက်ခံနဲ့ဘင်္ဂလားဒေ့ကနေပြီးတော့အခုလိုမျိုးနီးပညာတွေထောက်ပံ့ပေးလို့ရှိရင်ဘယ်လိုဖြစ်တော်မယ်ညာလိုဖြစ်တော်မယ်ဆိုပြီးမစားရအောင်ဝါခမန်းနေအားရဝမ်းတာဖြစ်နေကြတယ် ပြောတာပြောနေရတာမပူဘူးခင်ဗျာမလည်းဖရာရှိကိုရင်ဖင်းဦးတော့ထောင်းပြီးတော့တကယ်မဟုတ်ပါသေးနဲ့ဆူတောင်းနေရမှာတော့ဘောမာတွေရင်ထဲမှာတကယ်ရှိနေရမှာမှာဖြစ်ပါပဲ။ဘောလဲဆိုတော့တကယ်ဟိုဘက်သူတို့လက်ရှိမှာအေးအေးကိုမနိုင်တာပါ။နိုင်တာကိုထပ်မှန်ပြီးတော့အေးရနေပြီးအင်းအန်ကြည့်လာမယ်ဆိုရင်တော့ဘောမာတွေမှမဟုတ်သူတို့ကဘာတော့ထိုင်ကုန်လှုပ်မှာမဟုတ်ဘူးထိုင်ကုန်အောက်မှာပုံနေမယ်နေတာကိုဖြစ်မှာသေးကြပါပဲ။ဒီကိစ္စပေါ်မှာဆိုရင်ရတဲ့လူတွေကလည်းဘုတို့မှာဟာတဲ့ရေးရဒီကိစ္စပေါ်မှာတခုခုသုံးသပ်ပေးပါဆိုပြီးကျွန်မကိုပြောတိုင်း။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မလူရင်းတူရှင်ပြောရမယ်ဆိုရင်တော့ မနဲ့လာမလားဆိုနေလေရောက်မလားဆိုညနေချင်းလာမလားလို့ဖြာများနေကြမလို့သူနာနေရကိုတင်းသွားကအစကြည့်မေးလို့ရမေးဖြေးကြပါလိမ့်မယ်ကွယ်ပြူမောင်ပြန်ရောက်ချင်းကို မောင်ပြန်ရောက်ချင်းကိုကဲစံပြဈေးကလပ်မှာလုတ်ခဲ့ရဆိုတဲ့အတိုင်းမှာသချင်းရတော့ဆိုကောင်းနေဗျကဲမဖို့တို့ကိုပြီးရင်တော့တနေ့လုံးထမင်းမကြွေး ရေမတိုက်ပဲနေလုံးကိုတရှင်းစုပြခိုင်းမအောင်ဗျာ။ဒါအဲ့ဒီလိုမနဲ့လာမှလားဆိုနေလဲရောက်မှလားဆိုညနေချိန်ရောက်မှလားဆိုပြီးတော့အဲ့ဒီလိုကိုမှားတမ်းစာရင်းနဲ့ညှော်ချင်သေးတယ်လို့ညှော်ချမ်းပါသေးတယ်။ဒါမှတော့ပြောခဲ့တာက2020ညမှာပြောခဲ့တာအာတုဘီလာတော့မယ်။အမေရိကန်တန်ယုံရှင်မှာအာတုဘီလာပါဆိုပြီးစိုက်ပုတ်တွေကင်ပြီးဒူးထောက်ပြီးတော့တောင်းဆိုခဲ့တယ်အတနာခံခဲ့တယ်အာတုဘီလာတော့မယ်ဆိုတော့အာတုဘီမကတော့အာတုဘီအဖေပဲလာလာတွေးတိုးဆိုင်ရင်ခွေးမျိုးကမ်းလိမ့်မယ်လို့ကျွန်မပြောခဲ့တယ် အခုအာတုပြီမလားမသိတဲ့အခါကျတော့နီးစိတ်တွေးတိုးဆန်ခွေးမျိုးကန်းတာကတော့နင်းပါရီကတကယ်ပါပဲတကယ်ကိုကန်းနေတာပါခွေးမျိုးတခုလုံးကန်းနေတာပါမြန်မာနိုင်ငံကိုရောက်မလားဆိုပြီးတော့အာနာလေးကောက်သိန်းနှစ်နှစ်သုံးနှစ်မဟုတ်ဘူးနှစ်လသုံးလလောက်ဆိုရင်ငါတို့ကတော့အေးစိပါဆိုပြီးတော့ဘုံမတိုက်ပြောတာတမုံးနေတီးတော့လေခဏပါတော်လန်နေတော့လေခဏပါခဏပါခဏပါနဲ့အခုတော့မျိုးပေါင်း၁၀၀ကျော်ပါသွားတဲ့နေသားတကူရောက်နေပြီအဲ့တော့အာလုပ်ပြီးမလားသေးဘူးနော်မင်္ဂလာတွေကိုမျှော်ရရမလို့ဘူးပိုင်းတက်တွေနဲ့ပဲနေတို့အဖမျိုးကန်းပါ အားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကိုကဘာကူလက်သမက်ကနေပြီးအမေစုနဲ့တမတာကြီးကိုပြန်လှည့်ပေးဖို့တောင်းဆိုလိုက်တာကိုမရောက်နိုင်နေတဲ့လုံးဝကိုပါညှင်းဆန်ပြီးတော့လုံးဝကိုပဲလွတ်ပေးနိုင်ဖို့ဆွေးနွေးဖို့အကြောင်းမရှိကြောင်းပြောခဲ့တဲ့အနေနဲ့ပတ်သက်ပြီးတော့ဒါကိုသိမြက်ကသုံးသက်ပြထားတာကိုပြန်လည်ပေါ်ပြမျှဝေပေးတဲ့ချင်းဖြစ်ပါတယ်ကြည်ရသေးတဲ့မျိုးတွေကျွန်တော်တို့ကြည်သွားပြီးတော့ယူချက်မျိုးတွေပြန်လည်အားပေးခြင်းနဲ့ဆိုရင်ပြန်အားပေးတော်ရရပါတယ်နော်ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ UN OCHA ကနိုင်ငံတော်အတိုင်ပင်ခံဒေါက်ဆန်းစုကြည်သမရဥဝင်းမြင့် နိုင်ငံရေးအကျဉ်းသားအားလုံးတို့ကိုလွှတ်ပေးဖို့အေဗီလာ၁၇နေတော်ကတောင်းဆိုခဲ့ပါတယ်အဲ့ဒါလိုတောင်းဆိုကြောင်းကို UN OCHA ရဲ့ပြောရေးဆိုခွင့်ရှိသူ Ravina Chandrasani ကပြောခဲ့တာပါသူပြောဆိုထားတဲ့အထဲမှာအဓိကအချက်၃ချက်ပါဝင်ပါတယ်ဒေါက်ဆက်စုကြည်ဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးရေးအပြင်မှာငလင်းလှုပ်နေချိန်မှာတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့အပြစ်တင်ရှုတ်ချထားပါတယ်ငလင်းလှုပ်နေချိန်မှာစစ်ကောင်စီကလုပ်တဲ့တိုက်ခိုက်မှုဟာစုစုပေါင်းအကျဉ်းရေ120ရှိတယ်လို့ထောက်ပြထားပါတယ် အဲ့ဒါဟာအီဗီလာ၁၁ရက်နေ့အထိတိုက်ခိုက်မှုတွေကိုဆိုလိုတာပါအဲ့ဒီအကြိမ်120ကျော်တည်းကတဝက်ကျော်ဟာအပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာတဲ့အီဗီလာ၂ရက်နေ့နောက်ပိုင်းမှာလုတ်ခဲ့တာဆိုတာကိုလည်းထောက်ပြထားပါတယ်အပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာပြီးတဲ့နောက်မှာအကြိမ်ရေပေါင်းအမြောက်များတိုက်ခိုက်ခဲ့တယ်အဲ့လိုတိုက်ခိုက်တာကိုကုလသမဂ္ဂလူ့အခွင့်အရေးဝင်ကထောက်ပြဝေဖန်ခဲ့တယ်ဆိုတာအလွန်ရှက်စရာကောင်းတဲ့အချက်ဖြစ်ပေမဲ့စစ်ကောင်စီကတော့ဂယူးဆိုင်ပုံမရပါဘူးဒီလောက်ရဟာ စစ်ကောင်စီပေးမဲ့အနာဂတ်ဂရိကဝတ်တွေအပေါ်မှာပါယုံကြည်စိတ်ချဖို့ခက်ခဲသွားစေပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကအများအပြားဟာအများပြည်သူလူနေထူထပ်တဲ့နေရာမှာတိုက်ခိုက်တာဖြစ်ကြောင်းအရသာစစ်သားမခွဲခြားဘဲနဲ့ပိန်ကျုံပြီးတော့တိုက်ခိုက်တာဖြစ်ကြောင်းနိုင်ငံတကာဥပဒေနဲ့အညီအချိုးစားညီမျှတင့်တော်တဲ့တိုက်ခိုက်မှုသာဖြစ်ရမယ်ဆိုတော့အချက်ကိုလည်းဖောက်ပြက်ကြောင်းထောက်ပြထားပါတယ်တတိယအချက်တစ်ခုကတော့ ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာတဲ့ကူညီမှုတွေကိုကန့်သက်တားမြစ်တာမရှိဘဲနဲ့လုံးဝဖွင့်ပေးရမယ်လို့တောက်ဆိုထားတဲ့အချက်ဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ဥက္ကမြင့်ကိုလွှတ်ပေးရဟာကုလသမဂ္ဂအပြင်မှာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံကြီးတွေအားလုံးလိုလိုကတောက်ဆိုကြတဲ့အချက်ဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကလွှတ်ပေးဖို့ကိုမဆိုထားနဲ့တွိတ်ဆုံခွင့်ကိုတောင်မှမပေးပါဘူး။တွိတ်ဆုံခွင့်မပေးတဲ့အပြင်မှာတရက်အမောင်ချထားလိုက်ပါသေးတယ်။ဘယ်နေရာဘယ်ဒေသမှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကိုပါတရားဝင် ထုတ်ပြန်ပေးတာမျိုးမရှိပါဘူး။မကြခင်ရပိုင်တွင်ကစစ်ကောင်စီလိုလားသူတရားရဲ့ကြံကြံဖန်ဖန်ချီကျူးစကားကိုတွေ့လဲရပါတယ်။စစ်ကောင်စီဟာအရင်စစ်အစိုးရတွေနဲ့မတူဘူးဆိုပြီးတော့ချီကျူးထားတာပါ။အရင်စစ်အစိုးရတွေနဲ့ဘာမတူတာလဲဆိုတော့ကပ်ဘေးကြီးဖြစ်လာတဲ့အချိန်မှာပြည်သူတွေအတွက်နိုင်ငံတကာအကူအညီတွေကိုတောင်းပေးဖို့ရတယ်ဆိုပြီးတော့ချီကျူးပြောဆိုထားတာပါ။စစ်ကောင်စီဟာကပ်ပေးကြီးဖြစ်ပြီးတဲ့နောက်နိုင်ငံတကာအကူအညီတွေကိုတောက်ခံလိုက်တယ်ဆိုတာကတော့အမှန်ပါပဲမှန်မှန်တာကပြည်သူတွေအတွက်ဆိုတဲ့အချက်ပါနိုင်ငံတကာအကူအညီတွေဟာ သူတို့အိတ်ထဲကနေခုထိထွက်မလာသေးပါဘူးပြန်လဲတိဆောင်ရေးအတွက်မိသားစုတစုကိုဆယ်သိမ်းပေးမယ်လို့ပြောနေပေမဲ့ပြည်သူလူထုအများရဲ့မကြင်မနက်ဆက်ဆိုတဲ့နေကြောင့်အခုခါမှာအတန်တိတ်နေပါတယ်နိုင်ငံတကာအကူအညီတွေကိုအလွဲသုံးစားလုပ်တဲ့အတွက်ဝေဖန်နေကြချိန်မှာအကူအညီတောင်းပေါ်ရတာကိုကြံ့ကြံ့ဖန်ဖန်ချီးကျူးထားတာပါစစ်ကောင်စီဟာအရင်စစ်ဆိုးရတွေနဲ့နည်းနည်းကွာတာလေးတွေရှိပါတယ်ဥမာအဖြစ်ပို့ပြီးတော့ကောင်းပါလားဘလို့စွန့်နေမှုမျိုးကမှဟန်ဆောင်ပန်ဆောင်တောင်းလုံမပြနိုင်တော့အောင်ခေါင်းမာတာမျိုးပါ အပြစ်ရမပေးနိုင်ဘူးလို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကအီဗီလာတရက်နေမှာအလွန်ခေါင်းမာစွာနဲ့ထုတ်ပြောလိုက်ပါသေးတယ်။ဒါပေမဲ့နောက်တရက်မှာပဲချက်ချင်းအပြစ်ရတော့မယ်ဆိုပြီးတော့ကြီးညာပြန်ပါလေ။တကယ်လက်တွေမှာကြတော့ဘုံကျဲတက်ခဲမှုတွေကိုရရက်ဆက်ဆက်အရှိန်အဟုန်တိုးမြင့်ပြီးတော့လှုပ်ဆောင်သွားပါလေ။အရင်စစ်ဆိုးရည်နဲ့နောက်ထပ်မတူတာကတော့ရက်ဆက်ကြမ်းကြုတ်တဲ့နေရာမှာအခုစစ်ကောင်စီကအရင်စစ်ဆိုးရအဆက်ဆက်ထက်တောင်မှပိုနေတဲ့တာနေတဲ့အချက်ပါ။အိမ်တွေကိုမီးရှို့တာအစုလိုက်အပြုံလိုက်တွေဟာ အလွတ်အလွန်ကိုများပြားလွန်းလာပါတယ်အဲ့ဒါလို့ကွာခြားချက်တွေရှိပေမဲ့အဲ့ဒီကွာခြားချက်တွေဟာနံပါတ်1ဆေးအုပ်စုခေါင်းဆောင်အပြောင်းလဲနဲ့နံပါတ်2အခြေအနေကွာခြားချက်တွေကြောင့်နည်းနည်းပါးပါကွဲလွဲတဲ့ကွာဟာချက်များတာဖြစ်ပြီးတော့အတွင်းကအနှစ်သာရနဲ့သဘောတဘာဝကတော့အတူတူပါပဲနောက်ထပ်ကွာဟာချက်တစ်ခုကတော့ဒေါန်ဆန်းစုကြည်ကိုမုန်းတဲ့နေရာအညိုးကြီးတဲ့နေရာမှာဘိုးချုပ်မင်းအောင်လှိုင်ရဲ့စစ်ကောင်စီဟာဘိုးချုပ်တန်းရွှေထက်ပိုတယ်လို့ဆိုရမယ့်အချက်ပါဘိုးချုပ်တန်းရွှေကလည်းဒေါန်ဆန်းစုကြည်ကိုမုန်းပါတယ် ဒါပေမဲ့အိမ်ကျိုးလောက်ဖယ်ထားပါတယ်ထောင်ထဲထိမပုတ်ခဲ့ပါဘူးဘိုးချုပ်မင်းအောင်နိုင်ကတော့ထောင်ထဲထိပုတ်လိုက်ပါသေးတယ်အခုလည်းအိမ်ကျုပ်အကျဲကျုပ်ရွှေပြောင်းထားတယ်ဆိုတော့ဟာတရားဝင်အတည်ပြုချက်မရတဲ့သတင်းသာဖြစ်ပါတယ်အမည်မဖော်တဲ့သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်သာဖြစ်ပါတယ်ဘိုးချုပ်တန်းရွှေလက်ထက်ကအိမ်ကျုပ်ထားတဲ့တက်တန်းတွေမှာအချိန်တော်တော်များများကသူ့ကိုအပြင်လူတွစ်ဆုံခွင့်နေအကန့်အသတ်နဲ့တော့ပြီးခဲ့ပါတယ်သူ့ကိုပြုစုဆော့ရှော့ဖို့အတွက်နီးစပ်ရာလူတွေနဲ့အတူတူနေခွင့်ပေးခဲ့ပါတယ် အပြင်ကနေပြီးတော့ကျတော့အစားတော့ထမင်းကြိုက်ပို့ပေးတာကိုခွင့်ပြုပေးခဲ့ပါတယ်။ကိုယ့်အိမ်မှာကိုနေခွင့်ပေးခဲ့ပါတယ်။အခုဘိုးချုပ်မင်းအောင်လိုက်လက်ထက်မှာတော့အဲ့လိုအခွင့်အရေးတွေတခုမှမပေးပါဘူး။ဘိုးချုပ်တန်းရွှေဟာဒေါ်အောင်ဆန်းစုကြည်ကိုမုံတီးလို့လက်စားချေတယ်ဆိုတာမျိုးထက်နိုင်ငံရေးအမြင်နဲ့စဉ်းစားလှုပ်ဆောင်တာကိုပို့ပြီးတော့ဦးစားပေးပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုအိမ်ချုပ်ဖမ်းဆီးတဲ့ဘိုးချုပ်တန်းရွှေရဲ့ရည်ရွယ်ချက်ဟာနိုင်ငံရေးလှုပ်လို့မရအောင်ပိတ်ပင်တားဆီးတာကအဓိကရည်ရွယ်ချက်ဖြစ်ပုံရပါတယ်။ လူကိုနှိမ့်ဆက်ညှဉ်းပန်းချင်တာကအဓိကရည်ရွယ်ချက်ဟုတ်ပုံမရပါဘူး။အဲဒါကြောင့်အကျဉ်းထောင်တဲ့အထိမပို့ဘဲနဲ့သူ့အိမ်မှာသူအကျဉ်းချုပ်ထားခဲ့တာပါ။ဆေးအုပ်စုဟာသူတို့ဆေးအုပ်စုနဲ့ပတ်သက်ခဲ့ဘူးတဲ့ဒူတွေဆိုလို့ရှိရင်ဆေးအုပ်စုဝင်အချင်းချင်းဝန်သားနှုတ်တက်ပေမဲ့သူရဥတင်ကိုတောင်မှအကျဉ်းထောင်နဲ့ပို့ခဲ့ပါသေးတယ်။ဘိုးချုပ်ကြီးဟောင်းသူရဥတင်ဦးတောင်အကျဉ်းချုပ်ဖြစ်လိုက်အကျဉ်းချုပ်ဖြစ်လိုက်နေခဲ့ရတာပါ။ဦးဝင်းတင်တို့ဆိုလို့ရှိရင်ဂုံတရေရှိစာနယ်ဇင်းသမားကြီးနဲ့ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်ပေမဲ့ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာကိုခံခဲ့ရတာပါပဲဘလောက်တောင်နှိပ်စက်တယ်လဲဆိုတော့စိတ်ကူတာခွင့်အချိန်မီမပေးလို့ဝေးရပါဖွားဘက်တော်တလုံးတောင်မှနက်ကွက်ခံလိုက်ရတယ်လို့ဥဝင်းတင်ကိုယ်တိုင်ကထုတ်ဖော်ရေးသားခဲ့ပါတယ်အဲ့လိုမျိုးတွေနဲ့နှိုက်စာရင်ဘိုးချုပ်တန်းရွှေကဒေါ်အောင်စန်းစုကြည်အပေါ်ပြုတ်မှုပုံဟာအခွင့်အရေးပေးထားသေးတယ်လို့ဆိုနိုင်ပါတယ်ဒါကလည်းစေတနာရှိလို့ချစ်လို့အထူးခွင့်ရေးပေးတာမဟုတ်ဘူးဆိုတာတခြားအချက်လက်တွေနဲ့နှိုင်းရှင်သုံးသပ်ကြည့်လို့ရှိရင်သိနိုင်ပါတယ်သူ့အတွက်နိုင်ငံရေးအကျိုးမြတ်ရှိမယ်လို့ထင်တဲ့အခါမှာတပည့်ရင်မှာ ဗိုလ်ချုပ်တန်းရွှေကဒေါအောင်ဆန်းစုကြည်ဥတည်ဦးတို့ကိုအမြင့်ဖြတ်တုတ်တယ်မို့အထိစ조사ခဲ့ပြုပါတယ်။အဲ့ဒီတော့ဗိုလ်ချုပ်တန်းရွှေရဲ့လောက်ရတွေကသူ့အတွက်နိုင်ငံရေးအမျက်ထွက်ရဝင်မလေးဘူး။ဒါပေမဲ့သူ့အတွက်နိုင်ငံရေးအကျိုးမြတ်မရှိရင်တက်တာခွင့်တစုံတရာပေးဖို့လဲဝင်မလေးဘူးဆိုတာကိုတွေ့ရပါတယ်။အကျိုးမြတ်ရှိ ဒါပေမဲ့အကျိုးမြတ်မရှိဘဲနဲ့အလကားတက်တက်မုန်းလို့နှိမ့်ဆက်ပစ်လိုက်မယ်ဆိုတာမျိုးကိုတော့တိတ်မတွေ့ရပါဘူး။ဘုကြုံမင်းအောင်လာရဲ့ဒေါအောင်ဆန်းစုကြည်ပေါ်ထားတဲ့သဘောထားကတော့ပုံကိုရေးပူဆန်တာတွေ့ရပါတယ်။နိုင်ငံရေးအကျိုးမြတ်တက်တက်ကိုပဲကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်ထောင်တဲ့အထိပို့စရာမလိုပါဘူး။အစကတည်းကအင်ဂျင်ချုပ်ပဲထားလို့ရပါတယ်။အင်ဂျင်ချုပ်ထားလိုက်ရင်ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုထိတ်ချုပ်ပြီးသားဖြစ်သွားပါလိမ့်။ထောင်ထဲပို့လိုက်တဲ့အတွက်သူ့မှာဘာမှနိုင်ငံရေးအကျိုးအမြတ်ပုံမထွက်ပါဘူး။အကျိုးမြတ်မရှိတဲ့အပြင်မှာအကျိုးဆွေးရုံမှုရှိပါတယ်။ ထောင်ထဲထိပို့လိုက်တဲ့အတွက်သူဟာသဘောထားတင်းမာပြစ်ထန်သူဆိုတာပို့ပြီးတော့ပေါ်လွင်သွားပါတယ်အဲ့ဒါကအကျိုးရမှုပါဒါအပြင် ထောင်ထဲထိပို့လိုက်တဲ့အတွက်နိုင်ငံတကာကပို့ပြီးတော့ဖိအားပေးတာကိုခံရပါတယ်အဲ့ဒါကအကျိုးရမှုပါအဲ့ဒါတွေကိုတောင်မှထည့်မတွက်ဖက်နဲ့ထောင်ထဲထိပို့တယ်ဆိုတာမုံလို့နှိပ်စက်ခြင်းနဲ့အတွက်တမင်ကိုလောက်တာဖြစ်ကြောင်းပေါ်လွင်ပါတယ်အဲ့ဒီတော့သူဟာအညိုးကြီးသူအာဃာတကြီးသူဆိုတဲ့အချက်လဲပေါ်လွင်သွားပါတယ် နိုင်ငံရေးသမားတယောက်အနေနဲ့အညိုးအာဃာတပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချတာဟာအမျှော်မြင်နေပါမှုကိုလည်းဖော်ပြရာရောက်ပြန်ပါတယ်။အရင်တုန်းကရန်ကုန်လူမိုက်လောကမှာစင်မလိုက်ဘက်ကခိုးဆိုးလူနိုင်တဲ့ဟာတိတ် professional ဆန်တယ်လို့သူတို့လောကသားအချင်းချင်းပြောကြတာရှိပါတယ်။တခြားနေမြေတွေမှာရှိတဲ့လူမိုက်တွေကတော့လူကိုစိုက်ကြည့်ရင်တောင်မှထရိုက်ချင်ရိုက်ပါတယ်။လမ်းသွားရင်နဲ့အခုံချင်းတိုက်မိရင်တောင်မှဓာတ်နဲ့ထထိုးချင်ထိုးပါတယ်။ စင်မလိုက်ဘက်ကလူမိုက်တွေကတော့ပတ်စံတပြားမှမပါလို့ရှိရင်သူတို့ကိုတထွေးနဲ့ထွေးသွားရင်တောင်မှတုတ်တုတ်မလို့ပဲနဲ့ငြိမ်နေတတ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဆွဲကြိုးတွေလက်ကောက်တွေဝစ်လာတာမြင်လို့ရှိရင်တော့ပတ်စံအိတ်ကြီးကြီးကိုက်လာတာမြင်လို့ရှိရင်တော့ဆွေမျိုးဖြစ်နေတောင်ချမ်းသာမပေးဘူးလို့ဆိုပါတယ်ဘူဂျုတ်တရှင်နဲ့ဘူဂျုတ်မင်းအောင်လှိုင်တို့ကလည်းအဲ့လိုပုံစံမျိုးနဲ့အလားတူကွာပါတယ်ဘူဂျုတ်တရှင်ကပိုပြီးတော့ professional ဆက်ပါတယ်သူတကယ်အကျိုးရှိလို့ရှိရင်တပင်းလူတက်ပွဲလိုဟာမျိုးကိုလှုပ်ဖို့ဝင်မလေးပေမဲ့သူ့အတွက်အကျိုးမရှိရင်အလကားနေရင်နှိမ့်ဆက်မနေပါဘူး ဘုံချုပ်မင်းအောင်နိုင်ကတော့ခန်းစားချက်တို့အညိုးအတေးတို့အမုန်းအာဃာတတို့ဆိုတာကိုရှင်းတန်းတင်ပါတယ်အပြော်တန်းဆံပါတယ်ဆျောက်စုတွေအကျိုးရှိနိုင်ရင်တောင်မှသူအမုန်းအာကြီးနေလို့ရှင်လောက်ချင်မှလောက်ပါတယ်သူ့အတွက်အကျိုးမရှိပေမဲ့မုန်းလို့ကိုအလကားနေရင်နှိမ့်ဆက်တယ်ဆိုတာမျိုးကိုလည်းသူကလောက်ပါတယ်အဲ့ဒီတော့အဲ့ဒီလောက်ရတဲ့ဟာအမျော်မြင်နေတာကိုဖော်ပြရာရောက်ပါတယ်အပြော်တန်းဆံတာကလေးဆံတာကိုဖော်ပြရာရောက်ပါတယ်အရေးချစ်မှတ်မိတာကိုဖော်ပြရာရောက်ပါတယ်ဆျောက်စုထောက်ခံတဲ့သူရဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တောင်မှ သူ့ရဲ့ခေါင်းဆောင်ဟာနာယကဂုံနဲ့မညီဘူးလို့ထင်မြင်လာကြပါတယ်အဲ့တော့သူတို့စစ်အုပ်စုအတိုင်းဝိုင်းထဲမှာတောင်မှလူမလေးခွေးမခန့်ဖြစ်လာပါတယ်။ဥယျာဉ်ထွတ်တို့ဒေါက်တာနေစိုးမောင်တို့ကစန့်ကျင်ဝေဖန်တာကိုသူခံရပါတယ်။ပောက်ကိုယ်တော်တို့မပူတူတို့ကဆဲတာကိုခံရပါတယ်။ကိုုံကုံပြောရရင်ငါမင်းဆွေတို့လူမျိုးကတောင်မှသူ့ကိုလူမထက်ပါဘူး။ဒါအပြင်ဘိုးချုပ်မင်းအောင်လှိုင်ဟာစစ်အုပ်စုတခုလုံးရဲ့အကျိုးစီးပွားထက်သူတယောက်တည်းရဲ့အကျိုးစီးပွားပုဂ္ဂလိကအကျိုးစီးပွားကိုပို့ပြီးတော့ရှေ့တန်းတင်တတ်တဲ့သူလို့လည်းအချက်လက်တွေကဖော်ပြနေပါတယ်။ 2021ခုနှစ်မှာအာနာသိမ့်လိုက်တာကဆေးအုပ်စုတစ်ခုလုံးရဲ့အကျိုးစီးပွားအထက်သူ့တကူရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်ပြီးတော့အာနာသိမ့်လိုက်တာပါဆေးအုပ်စုအကျိုးစီးပွားအရာပြောမယ်ဆိုရင်2000ချီအခြေခံဥပဒေနဲ့အုပ်ချုပ်နေတာကတော်တော်အကျိုးများပါတယ်ဒီနေ့ရွှေဦးတစ်လုံးကျဥပေးနေတဲ့ငန်းကြီးလိုပါပဲ2008အခြေခံဥပဒေအရဝင်လိုက်လို့ဒီမိုကရေစီအင်အားစုတွေခြေထားမှာသဘောထားကိုယ်လဲမှုတွေဖြစ်ပေါ်နေပါပြီ2008အခြေခံဥပဒေဘောက်အောက်ဝင်တာဟာအကျိုးမရှိဘူးဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်ကို ဝေဖန်တဲ့သူတွေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရင်ကြားစရေးကိုထောက်ခံတဲ့သူဆိုပြီးတော့ကွဲလွဲမှုတွေဖြစ်နေပါလိမ့်။ဦးဝင်းတင်နဲ့ဒေါအောင်ဆန်းစုကြည်တောင်မှသဘောထားကွဲလွဲခဲ့ပါလိမ့်။2008အခြေခံဥပဒေကိုစန့်ကျင်ဖျက်ဆီးလို့သူတွေကိုဆွရင်စေအုပ်စုကနှိမ်နေစရာမလိုဘဲနဲ့ဒေါန်ဆန်းစုကြည်ရဲ့အစိုးရကထွက်နှိမ်နေနေရတဲ့အနေအထားတွေရောက်နေပါလိ KIA နဲ့ AA ကိုတိုက်ဖို့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကထုတ်ပြောတဲ့အစ်စ်နေအထိရောက်ခဲ့ပါတယ်အဲ့ဒါတွေဟာ2008အခြေခံဥပဒေရဲ့အကျိုးသက်ရောက်မှုကြောင့်ဒီမိုကရေစီအင်အားစုတွေအချင်းချင်းကွဲလာကြတဲ့အဖြစ်အပျက်တွေပါ အဲ့ဒီအချိန်မှာဗိုလ်ချုပ်မင်းအောင်နိုင်က အာဏာသိမ်းလိုက်တော့အဲ့ဒါလိုကွဲနေတဲ့ဒီမိုကရေစီအင်အားစုတွေစီးလုံးသွားပါတယ်2008ရဲ့အခြေခံဥပဒေဘောင်ထဲဝင်တာကိုစန့်ကျင်သူတွေကလည်းစစ်ကောင်စီကိုတိုက်ပါတယ်ဒေါ်ဆန်းစုကြည်ကိုထောက်ခံသူတွေကလည်းစစ်ကောင်စီကိုတိုက်ပါတယ် KIA နဲ့ AA ကလည်းအဲ့ဒီအင်အားစုတွေနဲ့တဖွဲ့တည်းဖြစ်သွားပါတယ်စစ်အုပ်စုကိုပြည်သူတရားလုံးကဝိုင်းဝန်းစန့်ကျင်နေကြတဲ့အတွက်စစ်အုပ်စုဟာပြိုကျလူတဲတဲ ဖြစ်နေပါပြီ။ဟိုလမ်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါရစေ။ကျွန်တော်ရဲ့ညနေပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ channel ဒီမှာတွားရောက်ကြည့်ရှုရပါရစေ။မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်။မျိုးတွေအားလုံးအလင်းပြည့်တဲ့မှာများဆုံးကြင်ွေးကြပါစေလို့ဒီနေ့ကလည်းဗီဒီယိုဆုံးမကောင်းတောင်းပေးလိုက်ပါရစေ။